။သာရေးဆရာငင်းကျော်ရဲ့တုတ်တန်၌တနခါလူချင်းဝိတ္ထုကိုအတန်တွဲဝိတ္ထုလိုဖြစ်တင်ဆက်လိုက်ပါတယ်။မဆန္ဒလူရဲ့စိတ်တွေဟာ လှုပ်ရှားနေပါတယ်။စိတ်တိုးနေသလိုဖြစ်နေပါတယ်။ဒီနေ့ဒီနေ့လုံးပို့ပြီးတော့မနေတတ်ပထိန်တတ်ဖြစ်နေရပါတယ်။နဝရကူးသွယ်ရတနာကုမ္ပဏီမှာအပ်ထားတဲ့ပလဲရည်တွေရလာတဲ့နေရာစပြီးအဲ့ဒီလိုဖြစ်နေရခြင်းပါပဲ။မဆန္ဒလွင်ဟာ ပလဲရည်တွေကိုရခင်ကများစွာ စိတ်မဝင်စားလှပါဘူး။သူ့မှာစိန်တစင်စာညတစင်စာ ရှိပါတယ်ထိုယရနာရီနဲ့လိုက်ဖက်တဲ့အဝိထေကအစလက်ကင်အိတ်လက်ကင်ဘဝတောင်းမြေဖဏများလဲရှိပြီးဖြစ်ပါတယ်မင်းဘွယ်ဆိုးဘွယ်များမှလဲဝိစင်ခဲ့ပြီးဖြစ်ပါတယ်မဆန္ဒလွင်ဟာဝိစားစင်ရင်မှုမှာ ကျွမ်းကျင်သူဖြစ်ပါတယ်နိုင်ငံတကာကဝိစားစင်ရင်မှုတွေကိုလဲဂယုဆိုင်လေ့လာနေသူဖြစ်ပါတယ် နှစ်စဉ်ကမ္ဘာအရောင်သွေးရွေးချယ်တဲ့ကြီးညာချက်ကိုမဆန္ဒလွင်လိုက်နာပါတယ်။အနောက်နိုင်ငံကအမျိုးသမီးမဂ္ဂဇင်းတွေကိုလည်းမှန်မှန်ဝယ်ဖတ်ပါတယ်။အဲဒါကြောင့်အရောင်သွေးရွေးချယ်ဝိသင်ရာမှာ၎င်းမြက်ခွန်၊ပါ၊နှကန်း၊လက်သေးကိုခြေတရာမှာ၎င်းဂျရနာဝိသင်ရာမှာ၎င်းမဆန္ဒလွင်ကို လိုက်မိသူရှားလာပါတယ်။ သဘင်ပြင်ဆင်ထုံးဖွဲ့တဲ့အရာမှာ သူ့ကိုဘယ်သူမှမမိဘူးလို့အမေရိကန်မြန်ရုပ်ရှင်မင်းသမီးလွင်ဝေကျော်ကိုရိုင်းကဝန်ခံထားပါတယ်။လွန်ခဲ့တဲ့လာဇန်းကသူ့အမဗိုလ်မှူးကြီးကတော်ဟောင်းဒေါ်မှွေးဝေဝေမြန်မာပြည်ကိုပြန်ရောက်လာပါတယ်။ပြင်သစ်မှာကျင်းပတဲ့နိုင်ငံတကာမျိုးသမီးဖက်ရှင်ပွဲတော်ကိုသူ့စီရင်တဲ့သူတက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ သူ့အမကဒီနှစ်ဖို့ထက်ရှင်အယောင်သွေးအဖြစ်အဖြူကိုပြထမ်းလိုက်ကြောင်းတည်င်းကောင်းပါလိုက်ပါတယ်။အဲဒါကြောင့်အဖြူရောင်ကိုသူမျက်နှိုးလိုက်ပါတယ်။အဲဒါကြောင့်ပလဲတစင်သားကိုငွေ3000နီးပါးဂုံခံပြီးဝယ်ယူလိုက်ပါတယ်။ကုမ္ပဏီမှာပဲလေဆွဲလက်ကောက်လက်စွပ်စသီတို့ကိုပြုလုပ်ဖို့အပ်ခဲ့ပါတယ်။ထမိန်နဲ့အင်ကြီးအတွက် ၎င်းကိုတရားနှီးပါကြတဲ့တက်ထရွန်ကို သုံးစုံစာဝယ်လိုက်ပါတယ်။သူ့အမနဲ့သူကတိုက်မြင်ပါတယ်။သူ့အမက အဖြူရောင်ကိုကဘာရောင်သွေးပြည်ကျညာဘုံကိုပြန်ပြောပြပါတယ်။အင်ကြီးလုံးကြီးအဖြူပလဲဖြူရဲလို့ပုံသေးဝိစင်ရမှာလို့မမှတ်ယူတင်ကြောင်းပြောပြပါတယ်။အဲဒါကြောင့်မဆန္ဒလွင်ကခမိန်နဲ့အင်ကြီးကို အနှက်စင်မဲ့ ပြီးမှပလဲတယ်နဲ့ပေါင်းစပ်မယ်။အဲ့ဒီအခါမှာပလဲဟာအနှစ်ရောင်အင်ကြီးထမိန်တို့ကြောင့်ပုံမူပြီးပေါ်တွင်လာမယ်။ထမိန်အင်ကြီးလည်းပလဲကြောင့်ပိုပြီးပေါ်တွင်လာမယ်လို့ဆိုပါတယ်။အဲ့ဒါကြောင့်တက်ထရွန်ထမိန်အင်ကြီးတို့ကိုဘိုးချုပ်စည်းကစေစိုးပန်ရေးဆိုင်ကြီးစီကိုသွားအပ်ပါတယ်။သူလိုချင်တဲ့ပုံစံရေးချယ်ဖို့အပ်ခဲ့ပါတယ်။သူရေးချယ်ပေးဖို့ ထူးအပ်ခဲ့ပါတယ်။စီဆိုပန်းရည်တွေငွေ900ကျော်ပေးခဲ့ရပါတယ်။အင်ကြီးထမိန်သုံးစုံကဖလဲတယ်များမရခင်တရက်ကကြိုတင်ပြီးရခဲ့ပါတယ်။အဲ့ဒီနောက်ဖလဲတယ်များရတဲ့အခါသူ့ကိုယ်သူစင်းကြည့်ပါတယ်။မှန်ထဲမှာပေါ်လာတဲ့သူ့ကိုယ်သူကြည့်ပြီးမယုံနိုင်အောင်ဖြစ်သွားရပါတယ်။အမတော်မွေးဝေဝေကလည်းတိတ်လှတာပဲလို့တန်တော်ဆိုပါတယ်။ ူရင်မှာလှက်လှက်ခုံးလာပါတယ်။သူ့မှာပါကိုဝမ်းသာကြည်နူးစွာနဲ့နမ်းလိုက်ပါတယ်။သူ့မိမိကပြုံးနေပါတယ်။သူ့ဖေဖေကသမီးတိတ်လာတာပဲအေးလို့ဝမ်းသာဝမ်းမြောက်ဆိုပါတယ်။သမီးကိုပြိုင်နေတဲ့ညညိုနွဲတို့အေးကြည်ကြည်တွဲတို့မိုးမိမိခိုင်တို့ညင်းစေခြင်းနဲ့တခါတည်းတက်သွားကြမှာပဲ။ ချိုလွင်နဲ့အတန်မြင်းနဲ့ကြီးလိုက်ပါတယ်။သူ့ရင်မှာချမ်းမြေ့လှပါတယ်။သူ့ရင်မှာပီတိနဲ့ခုန်လှိုက်နေပါတယ်။အဲ့ဒီနေ့ကအစလူသူ့စိတ်တွေလှုပ်ရှားခဲ့ရပါတယ်။သူမျောလင့်နေတဲ့အရာကတော့ယနေ့ထိရောက်မလာသေးပါဘူး။အဲ့ဓာရီကတော့မွေးနေ့ပါတီမင်္ဂလာဆောင်မင်းပွဲဆိုပွဲ ဖိတ်စာများပဲဖြစ်ပါတယ်။ က်ထဲရကြေးမုံတရင်သာကိုဇပွဲပေါ်တင်လိုက်ပါတယ်။မဆန္ဒလူရဲ့မျက်နှာဟာရှွန်းရှွန်းပါပါ။နှကမ်းမှာပြုံးရိပ်တွေဝေးလို့ခိစ္စာကတော့ဒီနေ့ညနေလောက်ဆိုရောက်လာမယ်ထင်တယ်နော်မိမေ။သူ့မိမေကကောင်းကျင်လိုက်ပါတယ်။တကယ်လို့သာကောင်းကျင်မှာအငိမ့်သာကြေးတိုင်မင်းကြီးဦးစိန်ရတီမှန်အသက်69နှစ်လို့ကွဲလွန်သူနာမည်တက်မထားရင် ပယ်လုံသူဘသူဘွာမှန်တိမာမဟုတ်ဘူးနော်မဆန္နာလူနှုတ်ခမ်းကမဲ့တဲ့တဲ့အတန်ကတယောတလူလူသူ့မိမိကနှကန်းကိုရွဲ့ပြလိုက်ပါတယ်လက်ထဲကကတိဝိုင်းစရာတော်ရဲ့ဝိပဿနာစာအုပ်ကိုစပွဲပေါ်တင်လိုက်ရင်သူတို့ကမဟုတ်သေးလေတမီးရဲ့အငိမ့်သားဆက်ရှင်တရားသူကြီးဦးလာဘကွယ်လွန်တို့က တရင်စာရဲထဲတဲ့နာယီကျော်ညာကသူတို့တွေပုံဆိုးတာပေါ့ယာဒူးဂုံဒူးတက်ထားတဲ့ဆွေမျိုးကကြီး52ယောက်တာသမီမီမြက်က21ယောက်စုစုပေါင်း83ယောက်မိမိဖြင့်ဖတ်ပြီးမျက်စိလဲသွားတာပဲဆွေကြီးမျိုးကြီးစီရင်ကြင်ညာတာကြနေတာပဲမဆန်နာလူရင်ကညင်းညင်းညံ့ညံ့ကြီးလိုက်ပါတယ် ခုလဲသူတို့လဲဒီလိုပဲမဟုတ်လားမိမိရဲ့ဥစိန်ရဲ့ဒီမှန်ရဲ့ရောက်ဖရဲ့တမက်ကိုကြပရုံကိုတောင်းထည့်ထားတာပဲလူနာမည်တက်တက်မှာမဟုတ်ခဲ့ကိုကြပရုံရဲ့နာမည်နောက်ကညွန်ကြားရေးဝန်ဝိဇာဂုံတူရန်ကုန်မဟာဝိဇာအောက်စဖို့ဆိုတာလဲထည့်ထားတယ်ဒီတမီးတော့ဖက်ရင်ရီတောင်းရီကျင်းလာတယ်ဒါပေမဲ့ဥစိန်ရဲ့ဒီမှန်ရဲ့တမီးအငယ်ဆုံးဖလော်ရာက သမီးကိုအမြဲတမ်းပြိုင်နေတာအတူပဲခြားတဲ့နေကြရင်တော့တွေ့ကြအောင်ပါပေါ့သူ့မိမိကနှိမ့်ချိုက်စွာပြုံးလိုက်ပါတယ်အတူပါအိမ်ချံဝင်းတွင်ကိုကားမဝင်နိုင်လို့မလန်းမကန်းကတစ်ပင်ရိတ်အောင်မှာကားကိုထိုးရက်လိုက်ပါတယ်။ကားမောင်းသူကစင်ပြီးနောက်ခန်းတကားကိုဖွင့်ပေးလိုက်ပါတယ်။ ကားပေါ်ကမဆန္ဒလွင်တဲ့သူ့မိမိတို့စင်းလာကြပါတယ်။အဲ့ဒီအခါကားသုံးလေးစီးရောက်လာပါတယ်။ထိုကားတွေပေါ်ကစင်းလာသူတွေကမဆန္ဒလွင်ကိုကြည်နေကြပါတယ်။သူတို့မျက်လုံးတွေကရင်သက်ရှူမောနေကြတယ်လို့ပြောနေတယ်လို့ရှိပါတယ်။ခြံဝင်းတွင်ကိုဝင်လိုက်တဲ့အခါတိတ်ကောင်းရင်းမျက်ခင်းပေါ်မှာခင်းကျင်းထားတဲ့သွေးကလေးထိုင်တွေစီကဧည့်သည်တို့ရဲ့မျက်လုံးတွေဟာ မတ်ဆန္ဒလွင်ထံကိုရောက်နေကြပြီဖြစ်ပါတယ်မတ်ဆန္ဒလွင်ဟာ သူ့ကိုလူတိုင်းကြည်နေကြတာကိုသိပါတယ်သူ့မိမိလည်းသိပါတယ်ဒါပေမဲ့မတ်ဆန္ဒလွင်ဟာဘယ်သူ့ကိုမှမကြည့်ပါဘူးခါတိုင်းလမ်းလျှောက်ထားတဲ့ဘိုးပြီးလှအောင်ကြောက်ရင်းဝင်လာခဲ့ပါတယ်ပေါန်တန်ကိုစန့်နိုင်သမျှစန့်ပြီးလှမ်းပါတယ်စန့်နိုင်အောင်လဲတောင်းမြင့်ဖနက် ွာသေးသေးမြင့်မြင့်ကအထောက်ကူပေးထားပါတယ်။အဲ့ဒီခါမှာတင်မဟာ တင်းပြီးမြင့်သွားပါတယ်။တစ်ဖက်ကနေပြီးလုံးလုံးကြည့်ကြည့်ရှိလာပါတယ်။လုံးဝင်းပြေဖြိုးတဲ့တင်မနှစ်ဖက်ကိုပူပြီးပေါ်လွင်စေပါတယ်။ဒါအပြင်ပေါင်းတန်းဖြောင်းဆင်းနေတာကို မြင်သာစေပါတယ်။ဒါအပြင် ကြည်လီသေးသွယ်တဲ့ခါလာကလည်းတင်မအကြောင်းထင်ရှားလာပါတယ်။အဲဒီလိုကိုလှပေါ်လွင်အောင်အနဲ့ရောင်မှာငပြောညွံ့ရောင်ပန်းကင်နှကင်ရေးဆွဲထားတဲ့တက်ထရွန်တမိန်ကိုတစ်ထက်သေးဝစ်လာခဲ့ပါတယ်။တမိန်နဲ့လိုက်ပက်တဲ့တက်ထရွန်အင်ကြီးပေါ်ပြင်လူတိုင်းကငေးကြည့်ရပါတယ်။လက်ရှိမဟုတ်လက်တူလည်းမဟုတ်လက်စကားအင်ကြီးဖြစ်ပါတယ်။အနဲ့ပေါ်မှာ ပြာနှုတ်ရောင်ယိုရီယာပန်းကဲ့သုံးကဲ့ခွေထားပါတယ်တခက်ကလယ်မင်းမောင်အနာကိုကုတ်ထားပါတယ်ကျန်တခက်ကရင်ညွန့်တဲ့တဲ့ပေါ်မှာလှပစွာရစ်ခွေနေပါတယ်အင်းနေရင်ရင်မုံမုံမမောင်ရင်ရဲ့လှကြောင်ယိုရီယာပန်းကဲ့နှစ်ခက်ဟာပူပြီးကြွကြွရွာရွာရှိနေပါတယ် တိုက်တကားဝါကိုရောက်တဲ့အခါအတွင်းမှာထိုင်ပြီးစကားစမိပြောဆိုနေတဲ့တွေဟာ ရုတ်တရက်ငြိမ်ကျသွားပါတယ်။ယောက်ျားတွေရဲ့မျက်လုံးတွေဟာ သူ့ထံကမခွာတော့ပါဘူး။မျိုးသမီးများဒီပင်ပါဇက်အဟောင်းသားနဲ့ငေ့ကြည့်နေကြပါတယ်။ဝင်းကြီးဟောင်းကတော့နဲ့စကားပြောနေတဲ့ဖလော်ရာဟာအာအာတင်းနေမူရာနဲ့မဆန်တာလွင်ကိုငေ့ကြည့်နေပါတယ်။ အဲ့ဒီနောက်မဆန္ဒလွင်ကို အပြန်အလှန်စစ်စစ်ဆက်ဆက်ကြည့်တာဟာစေချိန်နဲ့နည်းမယ်မထင်ပါဘူးဖလော်ရာရဲ့မိခင်ဟာဝိလုံတော်ရတူးနဲ့စကားပြောနေရကလှမ်းကြည့်ပါတယ်မဆန္ဒလွင်ကို အရင်ဦးဆုံးကြည့်ပါတယ်အားငယ်သလိုလိုမနာလိုသလိုလိုမျက်နှာထားဟာ ပေါ်လာပါတယ်ရုပ်ကြီးမာနာတင်းတဲ့မျက်နှာရိပ်ကိုပြောင်းသွားပါတယ် လော်ရာရဲ့အမဆန်ဒရာ စင်ဒီယာပမ်မလာတို့အားလုံးရဲ့မျက်နှာဟာသူတို့မိခင်ရဲ့မျက်နှာပြောင်းလဲနေထတ်တူထတ်မြတူညီကြပါတယ်ဒါပေမဲ့သူတို့အားလုံးဟာချက်ချင်းအိန္ဒိယဆယ်လိုက်ကြပါတယ် Sorry Flora ဒီနေ့ကသတင်းစာထဲမှာကြော်ညာတွေ့လိုက်ကြတဲ့က ဆန္ဒလာဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဆန္ဒမောင်လေးကိုဓာကြီးလင်းမှာကြောင်းထားဖို့ကိစ္စကြောင့်ရင်ဆန္ဒကိုကိုအမေရိကကို State Scholar နဲ့သွားဖို့စီစဉ်ပေးနေရတာတွေကြောင့်မလာဖြစ်တာပါ။ Flora ကောင်းခါလိုက်ပါရဲ့။ကိစ္စမရှိပါဘူးကွယ်။မဆန္ဒလွင်ကစင်တရာကိုမတိမတာပြုံးရင်ပြောပါရဲ့။ ဒီနေ့ညပိုင်းတောင်အတွင်းဝင်ဥကိုကြီးတို့မိသားစုကညသာစားဖို့ဖိတ်ထားတာ။သွားဖို့အစီအစဉ်ကိုဒီမလာခင်မဲ့ဖုန်းနဲ့ဆက်ပြီးမလာဖြစ်တဲ့အကြောင်းတောင်းပန်လိုက်ရတယ်။ဒီကပြန်ရင်ပြင်မန်းကြီးငွေနေမယ်မဟုတ်လား။ဟိုဟာအေးမကြီးပါဘူး။ဒီဟာအေးကြီးတယ်မဟုတ်လားစင်တီယာရဲ့။ဥအတွက်စန်တာဝန်းနေပါလေစင်တီယာရဲ့။စန်တာကဝမ်းနေတဲ့မျက်နှာထားနဲ့ပြောပါရယ်။ ိုတို့အနေနဲ့အစွမ်းကုန်ကုတာပါပဲဆန္ဒရေတေဒီကိုကုတာမှဒေါက်တာတီဘောရဲ့ဘီကိုရှင်းရတာထောက်တောင်းကျော်ကြတာပဲကြည်ပေါ်ဒေါက်တာတီဘောကသူ့ရအောင်ကုမယ်ဆိုပြီးကုတာပဲအတော့ကိုတက်တာလာတာဒီတစ်ခါပြန်ပြည့်ရင်အမေရိကကိုပို့ပြီးကုဖို့ဒေါက်တာကလည်းကြံ့ရွယ်ထားတယ်ကိုလိုလည်းစီစဉ်ထားတယ်ဒီလိုနေကောင်းလာပြီးမှရုပ်တရည်ကောက်ခါမင်းကဖြစ်သွားတာပါကွယ် ဆန်ဒရာဟာစိုးနစ်နဲ့တန်နဲ့ပြောရင်မျက်ရည်တွေကျလာပါတယ်။ပယ်မလာကစိုးထစ်တဲ့တန်နဲ့မတ်ဆန်ဒါလူရဲ့မိမိကို ပြော့ပြပါတယ်။အန်ဒီရဲ့ဂယ်ဒီကိုကကန်ခေပါတယ်။မဆုံးခင်လျက်နှစ်ရက်လောက်ကပဲပြုံးပြုံးရွှေရွှေနဲ့ပယ်မလာကိုတောင်းသမီးဒီနှစ် MBBS အောင်ပြီးမှဂယ်ဒီယောဂပြောက်တော့မှာပဲလို့တောင်းနောက်နေသေးတယ်။ ပြီးတော့ဂျက်ဒီမသေးသေးပါဘူးတဲ့ပင်မလာမောင်ရစ်ချတ်ကိုကြီးကနေဘုံမှုဖြစ်တာကိုမမြင်ရပဲမသေးသေးပါဘူးတဲ့ခုတော့ဆန်ဒရာငိုပါတယ်မျက်ရည်များပြီးမကြနိုင်အောင်ငိုနေရှာပါတယ်ဦးစိန်ရဲ့ဒီမန်ရဲ့ဇနီးကဝင်ပြောပြန်ပါတယ် ကျမရင်ထဲမှာမချိတော့ဘူးသူတို့ဒက်ဒီဟာသူတို့ကိုတိတ်ချေရှာတာตาသမီးတွေကိုလိုလိုက်တဲ့နေရာမှာ ရှားပါတယ်ตาငယ်ကောင်းကကားအစ်စ်လဲတင်နေဆိုရင်ချက်ချင်းပင်မလာကအင်္ဂါဆန်းတရားကိုမလိုချင်ဘူးဆိုရင်ချက်ချင်းနိုင်ငံသားအစ်စ်မှာပေးရှာတယ်အကြီးမဆန်းတရားကပြိန်နဲ့မနေချင်ဘူးခင်မိတိုက်စောက်ပေးရမယ်ဆိုလို့ရှင်းမိုင်းမှာ နှစ်သိန်းကုန်ခင်မိတိုက်စောင့်နေတာဟေးကုတော့ဒီနှစ်သိန်းကျော်တန်တိုက်ကြီးပြီးသွားရင်ကျမတို့သွားနေတော့ဘာအိပ်ပဲရှိတော့မှာလဲကိုစိန်ရတီမှန်ရဲ့မဆန္ဒလွင်တို့တားမိဟာကြောင်တက်တက်ကြီးဖြစ်သွားကြပါတယ်မဆန္ဒလွင်ကစင်တီယာကိုလှမ်းကြည့်လိုက်ပါတယ်စင်တီယာဟာ မျက်လုံးကိုဖြတ်ခနဲရွှေ့လိုက်ပါတယ်။မတန်နာလွင်ရဲ့ပလဲလေဆိုရဲ့ပလဲလက်ကောက်ပလဲလက်ဆိုပလဲနကပလဲစညက်တွေကိုတမက်တမောကြည့်နေရကအဝေးကိုမျက်လုံးလွှဲလိုက်ခြင်းပဲဖြစ်ပါတယ်။ဒီချက်ကိုမဆန္ဒလွင်သိလိုက်ပါတယ်။အော်ဒါတဲ့ဆန္ဒဖီဖီကအတူပါမပို့နိုင်တာတောင်းပန်ဖို့မှားလိုက်တယ်။ဒီနေ့အစိုးရအဖွဲ့ဝင်တွေနဲ့ စည်းဝေးထိုင်ရမှာမို့ပါတဲ့မဆန္ဒလွင်ရဲ့စကားကိုပယ်မလာကနှကန်းတော်ကိုခတ်တွန့်တွန့်ထားပြီးပြုံးယောင်ယောင်နဲ့ဆိုပါတယ်။အိုးကိစ္စမရှိပါဘူးကွယ်။လူကြီးတွေဆိုတာတိတ်လုံများတာ။ဒယ်ဒီရှိတုန်းကလည်းဒီလိုပဲ။အဲ့ဒီနောက်တခြားဧည့်သည်တွေရောက်လာလို့စကားစာပြတ်သွားပါတယ်။မဆန္ဒလွင်တို့သားမိဟာ ဧကန်တနေရာမှာထိုင်လိုက်ကြပါတယ်။သူတို့သားမိရှေ့ဟာသွဲပေါ်ကိုလိမ္မော်ရီပလင်းနဲ့ရှာမီကိတ်မုံများရောက်လာပါတယ်။အတူပါပုံမဲ့ဧည့်သည်များလှုပ်ရှားလာကြပါတယ်။မိုဒန်တွေထွက်ပေါ်လာပါတယ်။ဘတ်စကားများ၊ယုံကားများ၊ကိုပိုင်ကားများရဲ့စက်နှိုးတံများ ထွက်ပေါ်လာပါတယ်မဆန္ဒလွေဟာဖလိုရာကိုဖက်ပြီးပြောပါတယ်ဆန္ဒကားနဲ့လိုက်ခဲ့တော့မငူပါနဲ့ဖလိုရာရဲ့ကိုယ်စိတ်ကိုဖြေမှာပေါ့အတုဘယင်ဟာရှေ့ကတရွေ့ရွေ့ထွက်ခွာသွားပါတယ်မဆန္ဒလွေရဲ့ကားဟာအတုဘယင်ရဲ့နောက်တကားကျော်ကလိုက်ပါလာခဲ့ပါတယ်ကားပေါ်မှာဖလိုရာစင်တီယာကင်မလာတို့ညီမသုံးယောက် ပါလာပါတယ်။ရှေ့ကားထဲမှာသန္ဒရာသန္ဒရာရဲ့အကိုနဲ့မိခင်တို့ရှိကြပါတယ်။ကာဘိန်းတို့ဟာ တလိမ့်လိမ့်နဲ့ရွေ့နေပါတယ်။မဆန္ဒာလွင်ရဲ့နောက်ဆုံးပေါ်မှာစီဒီကားဟာတငိမ့်ငိမ့်တရွေ့ရွေ့သွားနေပါတယ်။ကားပေါ်မှာတယောက်ကိုတယောက်စကားမပြောမိကြပါဘူး။ဒါပေမဲ့စင်တီယာရဲ့ရင်ထဲမှာ မဆန္ဒတွင်ကိုစကားတွေပြောကောင်းပြောနေပါလိမ့်မယ်။သူ့မျက်လုံးတွေကမဆန္ဒတွင်ရဲ့ကိုယ်နှံပြားပေါ်မှာမဆန္ဒတွင်ရဲ့မျက်နှာကဝင်းဝင်းပပထဲထဲဝါဝါဖလော်ရာကသူ့ကိုကြည့်နေတာကိုသူသိပါတယ်။ပင်မလာကလည်းသူ့ကိုကြည့်နေတာကို သူသိပါရဲ့ဒါပေမဲ့သူ့အမူအရာဟာမတိကျိုးကျွန်သုတ်တံကိုရောက်တဲ့အခါစင်တီယာတို့ညီမသုံးယောက်ဟာသူ့ကားပေါ်ကဆင်းသွားကြပါတယ်သူတို့ဖခင်ဥစိန်ရတီမှန်ကိုတကြိုမဲ့နေရာကိုသွားကြမှာဖြစ်ပါတယ်မဆန္ဒလွင်တို့သားမိဟာကားပေါ်မှာထိုင်ကြံခဲ့ပါတယ်စင်တီယာဟာ ခြေလန်းတဝက်အရောက်မှာမတ်ဆန္ဒတွင်ကိုစူးစူးဆိုင်ဆိုင်ကြည်သွားပါတယ်။သူကမမီဟန်ဆောင်နေလိုက်ပါတယ်။အဲဒီနောက်မတ်ဆန္ဒတွင်ကကားမောင်းသူကို ပြန်မှုပြောလိုက်ပါတယ်။ကားဟာတုတ်တန်ထဲကထွက်လာပါတယ်။ခြေလန်းဘော်ရောက်တဲ့အခါမှာမတ်ဆန္ဒတွင်ဟာ အသက်ကိုဝအောင်ရှူလိုက်ပါတယ်။သူ့မိမေရဲ့လက်ကိုစုပ်ကိုင်းလိုက်ရင်း တုတ်တန်ထဲမှာနှာခေါင်းမခံနိုင်အောင်နှံလိုက်တာမိမိရဲ့ဒါပေမဲ့လက်ကင်မွားနဲ့နှာခေါင်းကိုပိတ်ထားရင်တမိပလဲလေဆွဲကိုစင်တရာတို့ကောင်းကောင်းမြင်မှာမဟုတ်ဘူးဒီကောင်မတွေကိုခုလိုလှုပ်လိုက်ရတာတမိတော့တိတ်ပျော်တာပဲစင်တရာဆိုတာလေဆွဲကြည့်လိုက်လက်ကောက်ကြည့်လိုက်လက်ဆွကြည့်လိုက်နဲ့အင်ဒီတောင်းမဆောင်နိုင်တော့ဘူးဖြစ်နေလိုက်တာလေဖလိုရာပိုးပြီးတဲသေးတယ် အလကားကောင်မပစ္စည်းဆိုတိတ်မက်တဲ့ကောင်မသူ့မိမိရလဲအားရစွာနဲ့ပြုံးပါတယ်အိမ်ကြရင်တမီးဖေဖေကိုလဲဒီအကြောင်းပြန်ပြောပြအောင်တော့မဆန္ဒလွင်ဟာကြည်နူးကြည်နက်စွာ ပြုံးလိုက်ပါတယ်